မဟုတ်ပါဘူး။နွေရာသီကျောင်းပည့်ရက်တွေမှာ အသက်၁၂နှစ်အရွယ်ခွန်ဝေရလင်းတယောက်ဖဲခုံမြို့နယ်နောက်ကျန်းဒေသမှာရှိတဲ့သူဦးလေးရဲ့ဆိုင်ကယ်ပြင်ဆိုင်မှာ သူဝါဒနာပါတဲ့ဆိုင်ကယ်ပြင်အလုပ်ကိုလုပ်ကူနေပါတယ်။အသက်7နှစ်အရွယ်ကလေးကဆိုင်ကယ်ပြင်လာခဲ့တာဖြစ်ပြီးဆိုင်ကယ်ပြင်တက်တန်တဲ့နှစ်တွင်းမှာ သူကျွမ်းကျင်တဲ့အပိုင်းတွေရှိနေပါပြီ။ဒါကကလပ်ပြတန်ပင် 也爸爸办工作，比如办大门票大也不累，他老赚的。ခွန်ဝရန်လင်းဟာငါရန်စာမီဘောဖြည့်ဆူထားပြီးလာမယ့်ပညာတင်နဲ့မှာ6တန်တက်ရတော့မယ်လို့ဆိုပါတယ်။နွေရာသီကျောင်းပဲ့ရက်တွေမှာဒါတူဦးလေးရဲ့ဆိုင်ကပြင်ဆိုင်မှာလောက်ကူတာဖြစ်ပြီးကျောင်းဖွင့်ကာလဆန်နေဂရင်းတွေပဲ့ရက်တွေမှာတော့ ဆိုင်ကယ်ပြင်တာမျိုးလောက်တာမရှိဘူးလို့သူကပြောပါတယ်ဆိုင်ကယ်ပြင်တဲ့အခါမှာဆူဆိုက်လောက်ကင်တတ်သူတယောက်ဖြစ်တယ်လို့တင်းလွယ်တက်လွယ်တဲ့ကလေးဖြစ်တယ်လို့ဦးလေးဖြစ်သူဆိုင်ပိုင်ရှင်ခွန်ညာလင်းကပြောပါတယ်နောက်သူလေးလည်းဖြစ်ရောနောက်သူလေးရင်လည်းဖြစ်ရဲ့နောက်နိုင်ငံရေးစနစ်ကြောင့်လည်းမျိုးပေါ့နော်နော်တော့သူလည်းဘယ်လိုပြောဆိုခေါ်တဲ့လူတော့များပါတယ်ကျွန်တော်ရဲ့သူလေးဆိုလာတင်ရှင်တဲ့လူများတယ်သူလည်းဘယ်လိုပြောရအောင် ကြိုက်လို့ရောသဘောကျလို့ရောသူကကိုယ့်ရဲ့အမကလေးလည်းရှိတယ်အမျိုးလည်းရှိတဲ့ခါတော့သူပို့ပြီးတော့သူစိတ်ဝင်စားမှုလည်းရှိတော့နော်ဘလို့တစ်ခုလောက်ဆိုသူစူးဆိုင်အမျိုးလောက်တယ်နောက်သူပြပြတယ်လို့တီးတော့လောလောဆယ်ခွန်ဝင်ရန်လင်းရဲ့လောက်အားခအနေနဲ့တပတ်ကိုတတောင်းခွဲကြလောက်ပေးထားပြီးကျောင်းဖွင့်တဲ့အခါကျမှသာကျောင်းလာခနဲ့အခြားအသုံးစရိတ်တွေကိုစီစဉ်ပေးသွားမယ်လို့ဦးလေးဖြစ်သူကပြောပါတယ် 那他那他要是三等白，等我啥？没事的，江边拍什么？嗯，江拉卡的那那边树拉了先杀他。ခွန်ဝေရန်လင်းတို့မိသားစုဟာဖဲခုံကတဲဖက်ကဆစ်ဆောင်လာကြတာဖြစ်ပြီးသူကသူမိသားစုနဲ့အတူဆစ်ဆောင်လာမဟုတ်ပဲဦးလေးဖြစ်သူရဲ့ဆိုင်ကယ်ပြင်ဆိုင်မှာနေထိုင်ရင်းဆိုင်ကယ်ပြင်ကူးနေတာဖြစ်ပါတယ်။ ခွန်ရန်လင်းဟာသူ့လိုပဲဆိုင်ကယ်ပြင်ဝါဒနာပါတဲ့သူငယ်ချင်းအသက်73နှစ်အရွယ်ခွန်ထွန်းနိုင်ဝင်းကိုပါဆိုင်မှာခေါ်ထားပြီးသူနားလေတတ်ကြွတဲ့အပိုင်းတွေကိုပြန်ပြီးတင်ပေးနိုင်တဲ့ဆရာသူဖြစ်နေပါတယ်ကလပ်ရလေတို့တိုင်ပြချင်းပါတယ်သူရန်တရားနဲ့တိုင်ပြချင်းပြပေးရလိုက်တင်နော်လိလာ ခွန်ဝင်ရန်လင်းဟာအလုံမှာဝါသနာပါလွန်းလို့စားဖို့မေ့ပြီးဘိုက်အောက်တာတွေတွေ့ဖူးတယ်လို့ဦးလေးဖြစ်သူဆိုင်ပိုင်ရှင်ကိုညာလင်းကပြောပါတယ်အဲ့ခါလေးသူကအစားမမှန်လို့လာတော့မကြည့်သူလော့လော့နဲ့ဝါသနာတာပါဆိုသူစားဖို့မေ့သွားတယ်ခေါ်စားရတာပေါ့နော်အဲ့မျိုးခါတော့သူဘိုက်အောက်ဘိုက်အောက်သူနေတော့တွေ့ဖူးတယ်နောက်သူခยีဝေးသွားချင်တော့ဝေးနည်းနည်းဝေးဆိုယူပါတိဝေးရှိဆိုခေါ်ပြန်ချင်ဆိုပုံမတော်ဝင်ဆိုသူနှောင်း ြင်ဝနာခေတခဲယူလာတော့ရှိတယ်။ဆိုင်ကယ်ပြင်တဲ့အခါမှာအချို့အပိုင်းတွေကိုကျွမ်းကျင်နေပြီဖြစ်ပေမဲ့ခက်ခဲတဲ့အပိုင်းတွေလည်းရှိနေသေးတယ်လို့ခွန်ဝေရန်လင်းကပြောပါတယ်။ခက်ခဲတဲ့ဟာကတော့အမ်ဒီရင်ပန်ရရှင်ရင်ပြမစီတာရရဲ့ပြီးဆိုဟိုအင်ဂျင်ပိုင်းပင်းရည်ပြမစီတာရလဲရှယ် ရင်ပါတော့မလေးမလေးလာတူပင်ပင်ရပါတော့လေးလာတဝဲတော့ရရတော့အသက်72နှစ်အရွယ်သာရှိတဲ့ခွန်ဝရန်လင်းဟာတူဦးလေးဆိုင်မှာဆိုင်ကယ်ပြင်နေတယ်လို့သူမတတ်သေးတဲ့အပိုင်းတွေကိုလေ့လာသင်ယူနေရင်ငင်းချမ်းတဲ့တနေ့ကျရင် သူဆေးရှောင်ခဲ့ရတဲ့ရွာကိုပြန်ပြီးဆိုင်ကယ်ပြင်စားဖို့စိတ်ကူးထားတယ်လို့ဆိုပါတယ်။ Sí.